အမျိုးသမီးတယောက်ကသူ့မှာလည်းအမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂဖြစ်နေတဲ့အခါကျွန်တော်ဆုတောင်းခံချက်တင်တယ်ကျွန်တော်ဆုတောင်းပေးတယ်အဲ့ဒါနဲ့သူကျွန်တော်ပြန်ပြောလာတယ်မပြောက်ဘူးတဲ့သူအယမ်းခံစားရတယ်ကျွန်တော်လည်းပြန်ပြောပြချင်တာဒီမှာကျွန်တော်လည်းခံစားနေရတယ်နော်နေနေမထိထိုင်မသာဖြစ်နေတယ်အင်္ဂလိပ်သွားရင်တောင်မှမြန်မြန်ဟောပြီးတော့မြန်မြန်ပြန်ထိုင်အဲ့ဒါလိုမျိုးလုံနေရတဲ့အခြေအနေမျိုးပြောပြလိုက်ချင်တာသူ့ ဒါမှမဟုတ်လေမပြောပြဘူးဟုတ်ကဲ့ထပ်ပြီးမှကျွန်တော်တူကိုဆုတောင်းတယ်နောက်ဆုံးတော့ဘလို့ဆုတောင်းပေးတယ်လေဆိုဖျားတခင်ကျွန်တော်ကိုပေးမပြောင်းရင်တော့မှဒီအမျိုးသမီးရဲ့အနာရောဂါရှိတဲ့မြောက်ကိုတော့ပျောက်ရတော့အခွင့်ကိုပြင်ဆင်ပေးပါဒီတလောအတွင်းမှာပဲဖျားတခင်ကျွန်တော်ကိုပေးတဲ့တက်တေလေးကိုအနေငယ်ခံချင်ပါတယ်အဲဒါကျွန်တော်ကျမ်းမိုင်နဲ့ပတ်သက်တဲ့ပြဿနာကိုဒီနှစ်လပိုင်းမှာကျွန်တော်ခံစားရတဲ့ကျွန်တော်ကြောက်ကြက်ရောင်နဲ့အဖျားတွေတက်တယ်အဲ့ဒါနဲ့ကလောမှာစမ်းစာတင်ချိတ်ထားတဲ့ရက်က ကျွန်တော်ကြိုတင်ပေးပြီးသားဖြစ်နေပြီဒါပေမဲ့ကျမ်းမာရေးမကောင်းတော့သွားရတာလဲဆံမပြေဘူးညင်းလိုက်ရမလားကျွန်တော်စဉ်းစားတယ်ဒါပေမဲ့လည်းဖရဲတခင်ရဲ့နှုတ်ကပတ်တော်စီးထွက်မှာဖြစ်တဲ့အတွက်ကြောင့်ကျမ်းမာရေးမကောင်းရင်လည်းသွားလိုက်မယ်ကလေးကိုကျွန်တော်ရောက်အောင်သွားတယ်ဟိုရောက်တဲ့အခါမှာလည်းစဉ်းစားတယ်အာတပတ်လုံးတင်ရမယ်တင်ခန်းစာကိုတင်ရောတင်နိုင်ပါမလားဒါပေမဲ့ဖရဲရဲ့အကောင်းဆုံးခွန်အားပေးမှာပါဆိုပြီးမှကျွန်တော်ကျန်းစာတင်နှန်းဆောင်ကိုရောက်သွားတယ်ဟိုရောက်တဲ့အခါမှာတင်နှန်းသားတွေ အမှစကတ်နေတဲ့ဆရာကကျွန်တော်ကိုဝိုင်းပြီးတော့ဆွတောင်းပေးကြတယ်ကျွန်တော်တိတ်မတွေ့ဘူးတိလာအဲ့လိုမျိုးတွေလေးအဲကျွန်တော်ကျဆာတင်တဲ့နေရာတွေတွားတာများတယ်ဒါပေမဲ့ဟိုရောက်တဲ့အခါမှာကျွန်တော်ကပဲသူတို့ကိုအရင်ဆုံးဆွတောင်းပေးရတာအဲ့တန်တန်းတူတန်တန်းသားတွေအမှရှိတဲ့သူတွေကဆွတောင်းပေးတာသူတို့ရှားတယ်ပေါ့ကျွန်တော်ကျွန်တော်ကြုံတွေ့ရတဲ့ဟာပြောတာပါအမှသူတို့ကဝိုင်းဆွတောင်းပေးကြတယ်ကျွန်တော်အဲ့ဒီခါမှာကြမ်းမာတယ်နော်လူကအဲတိတ်ပြီးမှဒီယောဂါကိုနည်းနည်းမေ့မေ့ပျောက်ဖြစ်သွားတယ်အဲ့နဲ့ကျွန်တော်အထင်ကတော့တပတ်လုံး ထိုင်ပြီးမှပဲတင်နိုင်မယ်ပေါ့နော်မတက်ရက်ပြီးမှတော့မတင်နိုင်လောက်ဘူးဒါပေမဲ့ကျေးဇူးတော်ပဲ the bad low ထိုင်စရာတော့မလိုဘူးမတက်ရက်ပြီးမှအားရပါရတင်နိုင်ရတဲ့အခွင့်ကိုဘုရားကပေးတယ်တိုင်းတာမကပဲနဲ့နှုတ်ကပတ်တော်အဖြစ်အမှရှိတဲ့လူတွေပါလွတ်မြောက်ရတဲ့အခွင့်ကိုမြင်ရတဲ့ခါမှာအိုးဘုရားရှင်ကတကယ်ကျွန်တော်ကိုကြမ်းမာခြင်းနဲ့အလုပ်ပါလားဒါပေမဲ့အရင်ကြီးကြမ်းမာသေးလားဆိုလဲအရင်ကြီးမကြမ်းမာသေးဘူးကျွန်တော်နေမကောင်းဖြစ်နေသေးတယ်အဲ့နဲ့ရန်ကုန်ပြန်ရောက်လာတဲ့အခါမှာအမျိုးသမီးတစ်ယောက်က သူ့မှာလည်းအမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂဖြစ်နေတဲ့အခါကျွန်တော်ဆုတောင်းခခြင်းတင်တယ်ကျွန်တော်ကလည်းကိုယ်တိုင်ကနေမကောင်းဖြစ်နေတာဒီလိုလူကိုဘလို့ကျွန်တော်ဆုတောင်းပေးနိုင်မှာလဲကိုတော်မကြမ်းမာတဲ့ဟာကိုဒါပေမဲ့လည်းသူ့ကိုကျွန်တော်ဆုတောင်းပေးတယ်ဟောယေရှုရဲ့တန်ချက်တော်အဖြစ်အနာကငြိမ့်ပြီးတစ်ပေခန်းကြီးနှစ်အငယ်24ကိုဆွဲကြိုင်လိုက်ကျွန်တော်ဆွတ်တောင်းပေးတယ်အဲ့ဒါနဲ့သူကျွန်တော်ပြန်ပြောလာတယ်မပြောက်ဘူးလေသူအယမ်းခံစားရတယ်ကျွန်တော်လည်းပြန်ပြောပြချင်တာဒီမှာကျွန်တော်လည်းခံစားနေရတယ်เนาะ နေနေမထိထိုင်မသာဖြစ်နေတယ်။အင်္ဂလီသွားရင်တောင်မှမြ мян ဟောပြီးတော့မြ мян ပြန်ထိုင်အဲ့ဒါလိုမျိုးလုပ်နေရတဲ့အခြေအနေမျိုးပြောပြလိုက်ချင်တာသူ။ဒါပေမဲ့လည်းမပြောပြဟုတ်ကဲ့ထပ်ပြီးမှကျွန်တော်သူ့ကိုဆုတောင်းတယ်။နောက်ဆုံးတော့ဘလို့ဆုတောင်းပြီးတဲ့လဲဆိုဖျားတခင်ကျွန်တော်ကိုပေးမပြောင်းရင်တောင်မှဒီအမျိုးသမီးရဲ့အနာရောဂါရှိတဲ့မြောက်ကိုတော့ပျောက်ရတဲ့အခွင့်ကိုပြင်ဆင်ပေးပါ။အားရပါကျွန်တော်ဆုတောင်း။ဟောဩစရာပဲ။သူပျောက်မပျောက်တော့မသိဘူး။ကျွန်တော်ကတော့ယောဂတက်တာပါတယ်။ တကယ်ပဲဟိုကျန်ကျန်မာမာပြန်ပြီးမှနေနေရတဲ့အခွင့်ကိုဖခင်ပြင်ဆင်ပေးတဲ့ဟိုသွားစစ်တဲ့အခါမှာလဲအခြေအနေတွေကပုံမှန်ပြန်ဖြစ်နေရောအဲ့ဒါနဲ့မင်းညမနဲ့ခင်မှာပဲအဲ့မျိုးတမီးကလည်းကျွန်တော်ပြန်ပြောလာတယ်သူရဲ့အနာရောဂါရှိတမျှလည်းပျောက်ကင်းသွားပြီတဲ့နော်အဲ့တော့ဩဖခင်ကကျွန်တော်ကိုလည်းအနာရောဂါပေးပျောက်တယ် သူ့ကိုလည်းအနာရောဂါပေးပြောက်တယ်။အော်ဖခင်ကျွန်တော်ပြစ်မထားဘူးပေါ့နော်။ကျွန်တော်ကတော့အားငယ်နေမိတာပေါ့နော်။ဘာဖြစ်ကိုအနာရောဂါလည်းမပြောက်ဘူး။တစ်ဖက်လူရဲ့အနာရောဂါလည်းမပြောက်ဘူးဆိုတော့ဒါပေမဲ့ကျေးဇူးတော်ပဲဖခင်ဒီကျွန်တော်ရဲ့ဆုတောင်းတန်ကိုသူနားထောင်ပြီးမှအနာရောဂါပျောက်ကွင်းရတော့အခုပြင်ဆင်ပေးပါတယ်။ဒါကဒီတလောထဲမှာတောင်းနေစုတွေအများကြီးတော့ရှိပါတယ်။ဒါပေမဲ့ဖခင်ကျွန်တော်ကိုတတ်သိသူတဲ့အရာလေး ဖြစ်ပါတယ်။ဘာဖြစ်ဖြစ်အဲ့ဒီအမျိုးဒီမျိုးကလည်းသူဆရာဝန်တွေနဲ့ပြရတဲ့နောက်ဆုံးဆရာဝန်တွေကသူ့ကိုဒီဟာနဲ့ပတ်သက်ပြီးမသက်သာဘူးလို့ပြောတဲ့အခါမှာဖះစီကိုဆူတောင်းတော့ဖះခင်ကအကောင်ဆုံးအနာရောဂါပျောက်ကင်းရတဲ့အခွင့်ကိုပြင်ဆင်ပေးခဲ့ပါတယ်။ဒါကြောင့်ဒါဒီသလောအတွင်းမှာကျွန်တော်ကိုဖះခင်ပေးသွေးတဲ့တက်သေးလေးအနေငယ်ဖြစ်ပါတယ်။ဒါကြောင့်ဆူတောင်းတဲ့အရာမှာမရွေရော့ပဲနှလုံးသားပါလဲဆက်ပြီးမှပြဿနာတွေမပြေလည်သေးရင်တော့မှထပ်ပြီးတော့ဆူတောင်းပါ အချိန်တန်းရင်ပြဿနာတွေအားလုံးကိုပြေလည်ရတဲ့အခွင့်ကိုဘုရားခင်တင်းရတတ်တာကိုပြင်ဆင်ပေးပါလိမ့်မယ်။ဘုရားကောင်းကြီးရှိပါစေ။